ကတိရဲ့လိုင်းပေါ်မှာပွက်လောရိုက်နေတဲ့ယေဒနာပုံကြီးအစမစိုးရင်ကြောင်းလိုက်ကနော်မစိုးရင်ကြောင်းလိုက်မှာဌာပနာမဲ့ယေဒနာတွေဆိုပြီးရွှေငွေကြောက်တံပရမများတွေဖလားပေါင်းညောက်များစွာအပုံလိုက်ရိုက်ထားတဲ့ဓာတ်ပုံတွေလိုင်းပေါ်မှာပြန့်နှံ့လာတယ်ဒီပုံတွေဟာအစ်စ်လိုလဲကြားသိရတယ်နော်ဒီပုံတွေဟာအစ်စ်လိုလဲကြားသိရတယ်အဲ့ဒီအတွက်ဒီပုံတွေနဲ့ပတ်သက်ပြီးတော့ပြည်သူတွေရဲ့ဝေဖန်မှု ွတ်ွတ်ညမ်းနေတာအားလုံးအတိပဲဖြစ်ပါလိမ့်မယ်အဲ့တော့တစ်ဖက်ဒီစစ်တပ်ထောက်ခံတဲ့အတိုင်းဝန်းအပြန်ပြောတယ်မင်းတို့တွေကအလူအတန်းလှုပ်တာတောင်မှကုတို့မယူနိုင်ဘဲနဲ့အကုတို့ဖြစ်ပြီးတော့မြစ်စေးကပွားပြီးတော့ဆဲကြဆိုကြတယ်မင်းတို့ကောင်တွေကတော့ဘာဖြစ်တာလို့ညာဖြစ်တာလို့ပြည်သူအများစုကပြောနေကြတာက အလူလှုပ်တာကို မြစ်စေးကထားပြီးတော့ဝေဖန်နေကြတာမဟုတ်ပါဘူးကျွန်တော်တို့တိုင်းပြည်ဟာ ကဘာပေါ်မှာစင်းရဲမွဲတည်တဲ့နိုင်ငံစရင်ထဲမှာထိတ်ဆုံးကထဲ့ထားကခံရတဲ့နိုင်ငံတခုပါငါတို့အိမ်မှာစံစားမှုရှိတယ်ငါတို့မှာရွှေတွေတရောင်တော့ဝတ်ထားတယ်ဆိုပေမဲ့ခမားဟာမြန်မာနိုင်ငံသားဆိုရင်ကဘာနိုင်ငံနေနဲ့ရှင်လိုက်ရင်ခမားငမွဲတိုင်းကြီးကတရောင်စားတယောက်ပဲမင်းမရွှေကြိုက်တလို့ရှိရှိဘာဖြစ်လို့လဲငလျင်လှုပ်တယ်မှုန်တိုင်းတိုက်တယ်ရေကြီးတယ် နိုင်ငံတော်အဆင့်ကတရားဝင်ကဘာကို အကူအညီတောင်းခံအဲ့ဒါဘာလို့လဲဟမ်ခမားတို့စစ်တပ်ထောက်ခံတဲ့လူတွေပြောတဲ့ကျွန်တော်တို့ဘက်ကပြောတယ်မလားခွက်ခေါက်နေတယ်ဟမ်နိုင်ငံတော်အဆင့်ခွက်ခေါက်တာနော်ကျွန်တော်တို့တော်လှန်ရေးမှာကပုံကိုတယောက်ချင်းစီခွက်ခေါက်တာဘာဖြစ်လို့လဲလက်ရှိပြည်သူတွေကိုဒုက္ခပေးနေတဲ့အာဏာရှင်စနစ်ကိုအမြင့်ပြတ်ခြင်းနဲ့အတွက်ပြည်သူတွေကရရလက်လက်ဆွဲပြီးတော်လှန်နေကြတယ်အဲ့ဒီတော်လှန်တဲ့နေရာမှာ တ်ချက်လိုအပ်တဲ့အတွက်ကျွန်တော်တို့တွေကထောက်ဖို့နေဆိုပြီးတယောက်ချင်းစီခွက်ခေါက်ကြတယ်။ဒါပေမဲ့တပါးဘေးအနေနဲ့အခုခုဖြစ်လာတယ်။တိုင်းပြည်မှာကပ်ဘေးတစ်ခုကျုံလာတယ်။နိုင်ငံတော်အဆင့်ကတရုံဝင်ကဘာကိုခွက်ခေါက်ကြတယ်။အဲ့တော့ဘာပဲပြောပြောအနီပဲပြောပြောအစိမ်းပဲပြောပြောကရင်ပဲပြောပြောမုံပဲပြောဗမာပဲပြောရခိုင်ပဲပြောပြောအားလုံးဟာဒီနိုင်ငံသားမှန်ရင်တရားစားဘဝရောက်နေတာအဲ့ဒါညီးတော့မရတဲ့အချက်ဟုတ်တယ်နော် ဲ့တော့ကျွန်တော်တို့ကတတိုင်းမီလုံးကတတောင်းစားဘဝရောက်နေတယ်ငါအိမ်ကစံအိုးထဲမှာစံပြည့်လို့ငါမယားလယ်ဘေးမှာရွှေအတောက်လိုက်ဝတ်နိုင်လို့ငါကရွှေဆိုင်ပိုင်လို့ငါကစိန်တိုက်ပိုင်လို့ငါကကုမ္ပဏီပိုင်လို့ဘလောက်ပဲကြွားကြွားဝါဝါမန်တက်တက်တိုင်းပြည်နဲ့ရှင်လိုက်မယ်ဆိုရင်တော့တတောင်းစားတိုင်းပြည်ပဲအဲ့ဒါငင်းတော့မရဘူးဘယ်သူမှငင်းတော့မရတဲ့အချက်မဟုတ်ပါဘူးလို့လာပြော မဟုတ်ပါဘူးဆိုခမားတို့နိုင်ငံတော်အစ်စ်ကဘာကိုတရားဝင်အကူအညီတွေတောင်းခံနေတာဘာလို့လာလားဆိုဟမ်ကဘာမှာရောဒုက္ခနဲ့အထွတ်ဆုံးတိုင်းပြည်ရဟိုတို့ရောဗီဒီယိုဖိုင်တစ်ခုကြည့်ရမှာပါနော်ပြောထားတာမြန်မာနိုင်ငံအားတဲ့ဒုက္ခနဲ့ထုတ်လုပ်တဲ့ဆက်ကိုပိုင်ထားတဲ့ဒုက္ခနဲ့ထွတ်ဆုံးတိုင်းပြည်တဲ့ပယ်လိုက်ဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့တိုင်းပြည်မှာအရေးပေါ်ဘာတွေလိုအပ်နေလဲအမျိုးသားအကျိုးစီးပွားတွေအကုန်ပြည့်စည်ပြီးတော့တိုင်းပြည်ဟာစုပ်ပြတ်တက်နေတယ် စစ်မြေတလင်းအောက်မှာဆုံဆုံမြုပ်နေတယ်။ပညာရေးစောက်ရှောက်မှုကင်းမဲ့နေတယ်။ကျမ်းမာရေးစောက်ရှောက်မှုကင်းမဲ့နေတယ်။လူမှုရေးစောက်ရှောက်မှုတွေအကုန်ပျက်စီးနေတယ်။နော်။အဲ့ဒီအချိန်တွေမှာငတ်ပြတ်နေတဲ့ကလေးတငယ်တွေတပုံကြီးသမင်းတနတ်စားဖို့အတွက်ကိုခက်ခဲနေတဲ့ဘဝတွေအများကြီးနော်ပညာရေးစနစ်ဆိုတာဘာမှမတိတဲ့မျိုးဆက်တစ်ကလေးတွေအများကြီးဒါကကျွန်တော်နိုင်ငံအရေးနဲ့တွက်မယ်ဆိုဘုရားမှာတိုင်းပြည်ဖြစ်တဲ့အတွက်အခုဒီဟာစိန်ပုံရွှေပုံဟာ ကျွန်တော်ဘာသာရေးနဲ့ဆိုင်တာဖြစ်တယ်ကျွန်တော်တို့နိုင်ငံဗုဒ္ဓဘာသာနိုင်ငံထေရဝါဒဗုဒ္ဓဘာသာနိုင်ငံလို့တော့ပြောတယ်နော်ဒါပေမဲ့အဲ့ဒီထေရဝါဒဗုဒ္ဓနိုင်ငံလို့ပြောပြီးတော့တင်ငန်းချုပ်နှားတဲ့တချို့ကလူတက်ဖို့ကိုတရားဝင်မြှောက်ပေးတယ်စစ်တပ်ကနော်အဲ့တော့ကျွန်တော်တို့ထေရဝါဒဗုဒ္ဓဘာသာပြန်ပါပွားဖို့အတွက်ကအဲ့ဒီစိန်ပုံတွေရွှေပုံတွေငွေပုံတွေကိုဌာပနာထည့်လိုက်လို့နတ်ပြည်ရောက်သွားမလားဟမ် ဒီဘဝမှာချက်ချင်းပြောင်းလဲရောမလားထားနောက်ဘဝပြောင်းလဲမယ်လို့အမှန်ကန်ချက်ရှိတာဘာသာရေးကိုဆွဲမချနိုင်တော့ဘာသာရေးကိုခဏဖယ်တာဗုဒ္ဓဘာသာအယူကိုကျွန်တော်ပြောနေဝေဖန်နေတာမဟုတ်ဘူးလက်ရှိလောက်ရတဲ့ကိုပြောနေတာမဖြစ်ဘူးအခုစစ်ဘေးမှာမြောက်ဦးကဇေဒီပထိုးတွေအမြောက်ဆန်တွေဘုံဆန်တွေမှန်ထားကျေမုတ်နေတယ်တနိုင်ငံလုံးဘုံကြီးเจ้าပေါင်းယာချီကုံဝမ်းပြီးစစ်တပ်ကလေနဲ့ကျဲချတာအေယာဝတီမြေရိုးတစ်ချောင်းမှာကဘာပြုတ်ပြီးတော့မြစ်ထဲကိုမျောရတဲ့ဇေဒီပနဆူရှိတယ် လက်ရှိမင်းအောင်နိုင်ဘုံကျဲလိုက်လို့ပြိုသွားတဲ့ဇေဒီပဏစုရှိတယ်ရုပ်ပွားတော့ပဏစုရှိပြီတဲ့အဲ့တော့ဒီဌာပနာဒီကြောက်တဲ့ပဏ္ဍများတွေကိုဌာပနာထည့်ပြီးတီလိုက်ပါပြီတဲ့ကျွန်တော်တို့နိုင်ငံမှာတာသနာဘလောက်ပြန့်ပွားဝမ်းမလဲတာသနာဘလောက်တီနှံ့ဝမ်းမလဲဘဒူအာမခံနိုင်အဲ့တော့နိုင်ငံတွေလိုအပ်နေတာဒီဘာသာတွေလိုအပ်နေတာဒီရွှေဘုံဒီဌာပနာထည့်ရမှာလားဒီရွှေဘုံကိုကျွန်တော်တို့ဘာလောက်ကမှာ ဆိုင်ဦးအောင်တင်ပြောခဲ့တဲ့စကားတကယ်မှန်ပါတယ်နော်လူငယ်တွေကိုရွှေရှပါတဲ့ကျွန်တော်တို့တိုင်းပြည်မှာလူငယ်တွေကိုရွှေရှပါလို့ဆိုင်ဦးအောင်တင်ကတစ်ချိန်ကပြောခဲ့ပေမဲ့ဒီကနေ့ခင်မှာမင်းအွန်လိုင်းကောင်းဆောင်တဲ့ဒီစစ်ကောင်းဆောင်တွေကလူငယ်တွေကိုစစ်စရင်တရက်နေတဲ့တပ်ဖြတ်နေတာတောင်းကျန်သူလို့အပေါ်နေခေါင်းစဉ်တွေမပြောနဲ့အဲ့ဒါခေါင်းစဉ်တွေခေါင်းစဉ်တွေအဲ့ဒီခေါင်းစဉ်တွေကိုခဏဖယ်ထုတ်ပလိုက်ဘာလို့လဲဒီနိုင်ငံကစစ်တပ်ကဒီနိုင်ငံကလူငယ်တွေကိုတတ်နေတာ နော်နိုင်ငံကထွက်တဲ့ဗန်ဒာငွေတွေနဲ့လက်နက်တွေခဲရမ်းတွေလေရင်တွေဝယ်ပြီးတော့ဘာလုပ်တာတတ်နေတာအဲ့ဒါညင်းလို့မရတဲ့အချက်ခေါင်းစင်တွေကိုခဏဖယ်လိုက်ခေါင်းစင်တွေလာမကာနဲ့ဟမ်မဲခိုးတာလို့အာနာလို့တော်တော်လန်တာလို့အကျန်းဖက်တာလို့အဲအဲ့ဒါခေါင်းစင်တွေရှင်းအလုံးချုံလိုက်မယ်ဆိုရင်ဒီနိုင်ငံကလူငယ်တွေကိုဒီနိုင်ငံကစစ်တပ်ခေါင်းဆောင်တွေကတတ်နေတာအဲ့တော့ဒီရွှေငွေတောင်းတဲ့ဗရမများအပုံတွေဟာ ကျွန်တော်တို့တိုင်းပြည်အတွက်ဘာတွေလိုအပ်လဲတဘာဝဘေးအန္တရာယ်ဖြစ်လာတဲ့အချိန်ကျမှကမ္ဘာဝန်တိုင်းအကူအညီတောင်းမယ်တဘာဝဘေးအန္တရာယ်မဖြစ်တဲ့အချိန်ကျရင်အဲဟိုမှာတိုက်ပွဲဖြစ်နေတဲ့နေရာဖြစ်နေဒါမှရွှေဘုံကြီးပုံတဲ့နေရာပုံပြတယ်ရှက်ဖို့မကောင်းဘူးလားအဲ့တော့ဆရာကြီးဦးအောင်တင်းရဲ့နောက်ထပ်စကားသလုံးလိုပဲရှက်စရာကိုရှက်စရာကောင်းမှမတိတဲ့လူအဖွဲ့စည်းရပျက်စီးဖို့ပဲရှိတယ်နော်အဲ့တော့ဒီရွှေဘုံကြီးတောင်းတဲ့ဗလံများတွေကိုဝေဖန်နေတယ်ဆိုတာဗုဒ္ဓဘာသာအပေါ်စေတနာမရှိတော့မဟုတ်ဘူး တူများတကာရဲ့အလူအတန်းပေါ်ကိုပိတ်ပင်တဲ့စိတ်နဲ့ပေါ်ကိုသာသနာပြတ်ပွားရေးအတွက်တကယ်လုပ်ချင်တာသာသနာအပေါ်မှာတကယ်စေတနာပြုချင်တာသာသနာတကယ်ပြန့်ပွားချင်တာတကယ်လဲကုသိုလ်ရချင်တာအဲ့ဒီရွှေဘုံတွေကိုအဲ့ဒီဌာပနာလိုက်မဲ့အစစာတင်တိုက်တည်တော်ပါနော်ပရိယတ်တိပရိပတ်တိပရိဝေဒဆိုတဲ့သာသနာပြန့်ပွားရင်အဲ့ဒီ၃ရက်ကမရှိဘဲနဲ့ဘလုံးမမရဘူးခင်ဗျားတို့အဲ့ဒီဌာပနာတွေကို ဟိုကဘာတန်နဲ့ဗရံမြားကြီးနဲ့ပဲထက်ထက်နော်ပရိယတိပရိပတ်တိပရိဝေဒအဲ့ဒီတာသနာတုံးရမပမပြတ်ပွားပဲနဲ့မတီးရှိပဲနဲ့ဘလို့မှတာသနာပြတ်လို့မရဘူးအဲ့တော့လက်ရှိမြန်မာပြည်မှာစာတင်တိုက်တယ်ဘလို့ပုံစံစာတင်နေရတယ်စာတင်တာတန်ခါတွေဘလို့ပုံစံချွတ်ချုံကြပြီးနေနေရတယ်အဲ့ဒီစာတင်တိုက်တွေကိုဒီစစ်အာဏာရှင်တွေဘလို့ဖိနှိပ်ထားလဲပြန်ကြည့်ပါတိုင်းပြည်ကစစ် မီးစစ်တံရမ်းဝဲအောက်မှာကျင်ပုတ်နေတယ်သမင်းမဆားတဲ့ကလေးတွေငိုနေတဲ့ကလေးတွေကြောင်းဆိုတာဘယ်နေရာနှိမ့်မတိတဲ့ကလေးတွေကျမ်းမာရေးဆောက်ရှောက်မှုနှစ်တိဖြစ်နေတဲ့ပြည်သူတွေအဲ့ဒီဘဝစုပ်ပြတ်နေတဲ့ဘဝတွေရဲ့တစ်ဖက်မှာတစ်ဖက်မှာကရွှေဘုံကြီးငွေဘုံကြီးဘာစိန်တိုင်းပိုင်ချီချမ်းသာကုမ္ပဏီပိုင်ချီစသဖြင့်ရွှေတလန်းငွေတလန်းနဲ့စိတ်စိတ်သက်ချမ်းသာနေတဲ့အတိုင်းဝိုင်းရတစုဟမ် ယူဒီပေါင်းတဲ့ဝေဒနာတွေခါကြားထိုးပြီးတော့စစ်သွေးစွားနေတဲ့စစ်ဘုံချုပ်တွေကတစုမြင်အောင်ကြည့်ပါမျက်စိတွေကိုဘလောက်အနှိတ်ထာယုံနေမြင်နေရတယ်ဆိုတာအဲ့တော့ချမ်းသာတဲ့အတိုင်းဝိုင်းကိုကျွန်တော်တို့ပြောချင်တာကတော်လန်ရေးကိုလှူဖို့ပြောတာမဟုတ်ပါဘူးခမားတို့မြန်မာပြည်မှာစစ်ဘေးတန်တင့်နေတဲ့နော်စစ်ဘေးရှောင်စခန်းတွေကိုမြန်မာပြည်ကတဖေးတွေဘဒူလှူဘူးတယ်အခုအဲ့ဒီမစိုးရင်တိုက်မှာရွှေတွေတောက်တန်ဗရံများတွေပုံထားတဲ့သူတွေ စစ်ဘေးရှောင်မှာထမင်းငတ်နေတဲ့ကလေးတွေအများကြီးပဲခင်ဗျားတို့ဒါမျိုးじゃတော့ကုလို့မဟုတ်တော့ဘူးလားလက်တွေ့အကျိုးပြုတဲ့ကုလို့နော်ခင်ဗျားတို့ဌာပနာထဲမှာကဘယ်ဘောကုလို့ဘယ်အချိန်လာပြီးတော့အကျိုးပေးမှန်းမသိသေးဘူးနော်အဲ့ဒါကဒီအလူတစ်ခုပြုတယ်ဆိုတာနော်အလူပဲအလူကလူပဲဝိတုဒီဤတော့ခုအစူးသူတော့ဝင်ပြမှာစေတနာ၃တန်ပြအောင်မှာစေတနာ၃တန်မပြဘဲနဲ့ဖင်ကောင်းကျဲတဲ့စိတ်နဲ့သွားလူအလကားပဲနော်တဲတဲ့ရေတုံလိုက်တာအရာဖြစ်အောင်မယ် ောက်တယ်မလားရှင်းချင်းလေးပဲပုပ္ပမုံစာအပ္ပရာဆိုတဲ့စေတနာ၃တန်မပြတ်သားပဲနဲ့အလူတစ်ခုတွားပြုအလူမဖြစ်ဘူးเนาะအဲ့တော့အဲ့ဒီစစ်ဘေးရှောင်းကိုတွားပြီးတော့ခင်ဗျားတို့ချမ်းသာတဲ့တထေးတယောက်ကတွားပြီးတော့လူကျွေးမွေးထားကြည့်အဲ့ဒီစစ်ဘေးရှောင်းမှာရှိတဲ့လူတရားအကျေးဇူးကခင်ဗျားတို့ပေါ်ရှိလိမ့်မယ်ဒါနိုင်ငံရေးမဟုတ်ဘူးเนาะဒါငတ်နေတဲ့လူကိုကျွေးတာမင်းတို့မင်းတို့တိုက်ရှင်တဲ့ကောင်တိုက်နော်စစ်တပ်ပဲတိုက်တိုက်ပီလီပဲတိုက်တိုက်တိုင်းနိုင်ငံတိုက်တိုက်အဲ့ဒါငါတို့ကြောက်မဟုတ်ဘူး ငါတို့ပတ်စံကျွေးစရာရှိတဲ့အတွက်ငါတို့ဒုက္ခရောက်နေတဲ့ငါတို့နိုင်ငံသားတွေငါတို့ကျွေးတာဘယ်လိုလုပ်ကြစမ်းပါလွဲနေတဲ့အရာတွေကတအားလွဲနေတယ်လွဲလို့ပြောရင်ပြောတဲ့လူကိုဝိုင်းဆဲကြတယ်ဟမ်ဟိုစစ်မှုထမ်းဥပဒေတွေမထွက်ခင်ကရွှေဘုံဖျားကြီးကြိတ်ကြိတ်တဲ့လူတွေကြိတ်ကြိတ်တိုးရှင်းတဲ့အချိန်မှာစစ်မှုထမ်းဥပဒေထွက်တော့မယ်မိတို့တွေအဲ့လိုလုပ်နေတော့ကအားဘာပြန်ပြောရလဲဟမ်အဲ့အချိန်မှာကျွန်တော်တို့တော်လိုင်းအဖက်အချမ်းကိုဘာပြန်ပြောခဲ့ မင်းတို့တွေကလည်းသူများပျော်ပါးနဲ့မနာလိုဘူးတဲ့သူများကုလို့ပြုလဲမနာလိုဘူးတဲ့ဟမ်အခုဒီနေပဲဖုံးဆက်တယ်ဘယ်ဘယ်ဘယ်ယောင်ကဖုံးဆက်တယ်ခင်ဗျာဟိုစစ်မှုတပ်ထွက်ပြေးလာဆိုတာပခုတ်ဘူးလားအော်ဒီစလင်းမှာစလင်းမှာတင်ကြောင်တင်ကြောင်အဲခဏကမဲ့ဖုံးဆက်လာတယ်ဟမ်စစ်မှုတပ်ဦးတွေပါလို့ကလေးထွက်ပြေးလာတယ်တဲ့ဟဲ့အဲ့ဒီရက်မှာတော်လိုင်းဖွင့်လို့ပြောဘယ်လိုချိန်ဆက်ချိန်ဆက်မှမတည်ဘူးတဲ့တော်လိုင်းရင်း၅မိနစ်ရှိပြီ ဘဒုဘုံချိတ်ဆက်လို့ချိတ်ဆက်ကမ်းမမတိဘူးဆိုတော့သေကြတယ်အဲ့ဒီအတိုင်းဝိုင်းကတော်လိုင်းရေတော်လိုင်းရေဆိုတော့ဘာမှမတိတဲ့အတိုင်းဝိုင်းကိုစောက်ပြတနာဖြစ်လာမှကဲပါအောင်ကူပါအောင်စစ်မှုထမ်းနဲ့ပါလို့ငွေရည်နဲ့အဲ့ဒါမျိုးတွေကအိမ့်မယ်မရှိဘူးပြဒါကလုံးဝကိုကျွန်တော်တို့စေတနာမရှိဘူးပွင့်လင်းပြောတာသိရမယ်နော်အတချိတ်ဆက်မှုဆိုတာရှိရမယ်နော်ကွန်ပျူတာဆိုမလုံနေတော့ကိုအတိုင်းဝိုင်းမှာဘဒူတွေဘလို့လုံနေတယ်စတဲ့ဖြစ်ဒါတွေကနားလဲကိုကိုတိုင်းမလုံတော့အော်ဒါပေမဲ့ဒီ တချင်ကပြောခဲ့တော့ကစစ်မှုထမ်းဥပဒေနဲ့နော်တတန်းတက်တွေခေါ်ပြီးသူတို့လုတော့မယ်တတိထားကြဖို့စစ်မှုထမ်းဥပဒေကိုကန့်ကွက်ကြဖို့စန့်ကျင်ကြဖို့တတိပေးနေတဲ့အချိန်မှာမင်းတို့တွေကသူများပြောတာကိုမနာလိုဘူးမင်းတို့ကမင်းတို့တော်လိုင်းလောက်ရင်လောက်ပါတာအဘာဖြစ်တာလို့ညာဖြစ်တာကိုတော်လိုင်းတိုင်းဝိုင်းကိုမျိုးစုံပြောခဲ့တယ်။အော်စစ်မှုထမ်းဥပဒေရဲ့ခေါ်ခေါ်ဟမ်ဟိုလူကဲပါဒီလူကဲပါအဲ့ဒါမျိုးဖြစ်တင်တာအဲအဲ့ဒါကျွန်တော်တို့တိုင်းပြည်ရဲ့လွဲနေတဲ့အရာအဲ့တော့တေအောင်အရှိမအသေးခံပြီးတိုက်နေတဲ့လူတွေကတိုက်နေတယ် စောင့်ပစ်ထိုင်ပြောတဲ့လူကပြောတယ်နော်သောက်တလွဲတွေလှုပ်တဲ့လူကလှုပ်တယ်ငတ်တဲ့လူကငတ်နေတယ်သေတဲ့လူကသေနေတယ်ဘဝပြည့်တဲ့လူကဘဝပြည့်နေတယ်ချမ်းသာတဲ့ကောင်တွေကချမ်းသာနေတယ်ဟမ်အာနာယူတဲ့ကောင်ကယူနေတယ်ခိုးတဲ့ကောင်တွေကခိုးနေတယ်ကျွန်တော်တိုင်းကြီးဖြစ်နေတဲ့အနေထားအဲ့တော့ဒီပြချုံလိုက်မယ်ဆိုရင်ဒီမစိုးရင်တိုက်တက်မှာတွေ့တဲ့ရွှေပုံကြီးကိုကျွန်တော်တို့တော်လန်ရေးဘက်ကပြောတာမဟုတ်ပါဘူးပြည်သူအများစုကဝိုင်းပြောတာဒီဘာဖြစ်လို့လဲလှူတာကို တိုက်ခိုက်တာမဟုတ်ပါဘူးကျွန်တော်တို့တိုင်းပြည်မှာဒီထက်အရေးကြီးတဲ့အရာတွေအရေးပေါ်လောက်ရမဲ့အရာတွေအများကြီးရှိတဲ့တားနဲ့ဒီနေရာကြီးကိုဒလို့သွားပုံနေလို့တတိပေးကြတာပါဒါလေးကိုအားလုံးနားလည်မယ်ထင်ပါတယ်ဒါအကောင်းဆုံးကျွန်တော်တို့ရှင်းပြတာပါနော်အေးဒါမှကို့တဘောကိုမင်းတို့လာမပြောတော့ကွာဆိုတော့ပြီးတာပဲ ဟုတ်ဒါကတော့ပြည်သူတွေကသူ့ရင်ပြောမှာပဲကျွန်တော်မောက်တာလုပ်နေတယ်ကျွန်တော်ပြောပြောမှာပဲသူမောက်တာလုပ်တယ်သူ့ကိုပြောပြောမှာပဲပြောတဲ့လူကိုကျွန်တော်တို့ကအပြစ်ပြောမယ်အစား तू ပြောတာဒီမှန်လားမှားလားကိုတွေးလိုက်မယ်ဆိုရင်တုံးတိုင်းကြီးမှာစကားတွေများစရာအကြောင်းမရှိတော့နော်အဲ့တော့ဌာပနာထဲမဲ့အစားအဲ့ဒီဌာပနာထဲဝါတဲ့ဇေဒီအရှိမအုံးဆိုဟမ်ဘုံထကွဲပြီအထက်ကဌာပနာထဲမှာရှိတဲ့ကြောက်တံပရံများစိရင်အတိကြအတိုင်းဘလူးတောင်ဝင်ယူနိုင်တယ်မစိုးရင်တိုက်တက်ကဆရာတော်တွေတောင်ဝင်ယူမလားဟမ်ဟုတ်လား အဲ့ဒါပဲပစ္စည်းတင်ခါရလူတင်ခါရလေကျွန်တော်လောက်ကမှာပါတယ်သာသနာပြန်ပွားရေးအတွက်ပရိယတိပฏิပတ်တိပฏิဝေဒဆိုတဲ့သာသနာတိုက်တွေနော်ချိန်မှာရှိတဲ့ကိုတော်တွေကိုစွန်ကုန်းဝါစလူတွေမရှိနော်တကက်ပညာကိုစီးပူးနိုင်အောင်သာသနာကိုပြုနိုင်အောင်ပြီးလို့ရှိရင်ငတ်ပြတ်နေတဲ့ခလစ်တငယ်တွေပညာမဲ့နေတဲ့မျိုးဆက်တွေဒါတွေကိုကျွန်တော်တို့လောက်မှာဒီတိုင်းကြီးရဲ့အနာဂတ်အသီးပွင့်နေမဟုတ်ဘူးလားအဲ့ဒါမှတကက်ထာပနာဟမ်အခုစေဘေးကြောင့်စကားမှာဆယ်နှစ်အောင်ကလေးတွေသမီးဝအောင်တွင်းမယ် ပညာတတ်အောင်ရတဲ့နီလာနဲ့သင်ပေးမယ်။အဲ့ကလေးတွေကြီးလာကြီးအဲ့ဒါမှဌာပနာအဲ့ဒီဌာပနာစားလို့မကုန်တဲ့ဌာပနာဖောက်လို့မကုန်တဲ့ဌာပနာတွေ။နော်အဲ့တော့အရေးပေါ်ပါတဲ့ဟာကိုအရင်လောက်ကြဖို့တိုက်တွန်းတာပါအဖြစ်ပြောတာမဟုတ်ပါဘူး။ကိုယ်မှရှိတို့လှူတာကိုတာဓုခေါ်ပါတယ်။လှူဒန်းတဲ့ဒူအားလုံးကိုကျွန်တော်တာဓုခေါ်ပါတယ်။ဒါပေမဲ့လို့ဒါပေမဲ့လို့ကျွန်တော်တို့က အရေးပါတဲ့ဟာကိုအရင်လုပ်ဖို့အားလုံးကိုတတိပေးတာပါเนาะအဲ့တော့ဒီပုံနဲ့ပတ်သက်လို့ချို့တွေကြတော့ရိုင်းစိုင်းရပြောတာရှိတယ်မပြောပါနဲ့ကျွန်တော်ကိုယ်တိုင်လည်းပို့မှတင်ပြီးမှတ်ထားလိုက်တယ်เนาะကျွန်တော်မှတ်ထားတဲ့ကပ္ပရှင်လေးကတော့နောက်တစ်ခါခမည်းတော်တိုင်းပြည်တဘာဝဘေးအန္တရာယ်ဖြစ်လို့ကဘာကြီးကိုအကူအညီတောင်းရင်ကဘာကြီးကလီးလံပြလိုက်မယ် fucking country လို့ကျွန်တော်ရေးထားတာပါเนาะအဲ့ဒါဟိုရိုင်းတယ်လို့တော့မထင်နဲ့အမှန်တိုင်းကျွန်တော်ပြောတာပါဘာပါ